ဒီနေ့ဗီဒီယိုမှာတော့ပေါ့နော်ကျွန်တော်ဆရာ2အင်းတင်ရဲ့ Jerry စုံနဲ့ညပေါ့နော်အဲတချင်းလေးရဲ့ plugin လေးကိုကျွန်တော် tutorial လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော် tutorial လုပ်မပေးခင်မှာပေါ့နော်ဒီကျွန်တော် YouTube channel မှာဒီ guitar lesson လေးတွေကိုနည်းနည်းသင်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe လေးလုပ်ခဲ့ဖို့မေ့ပါနဲ့ပေါ့နော်သူတချင်းရတာသူ G key နဲ့ G key လေးနဲ့ပေါ့နော်ကျွန်တော်တိတိတော့ G key လေးနဲ့ပါသူအရင်ဆုံးလိုလာလဲဆိုတော့သူက G G position ပေါ့နော်အဲ G အဲ့ဒီပုံစံအဲ့ဒီပုံစံတိုင်းမကင်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ကဒီ တကြိုးနဲ့နှစ်ကြိုးကိုသုံးခွက်မှာဖြည့်ပါမယ်ပြီးခမှာ G ရဲ့ base ကြိုးတန်ဖြစ်တယ်ပေါ့နော်ဒီအပေါ်ဆုံး6ကြိုး6ကြိုးကိုလည်းတို့ဒီသုံးခွက်မှာဖြည့်ပါမယ်အဲ့ဒီပုံစံဖြစ်သွားမှာပေါ့နော်အာအဲ့ဒီပုံစံကိုတို့ကဒီဘက်ကတီးရဲ့ညာဘက်ကတီးတဲ့ခါမှာတို့ကဒီ6ကြိုးနဲ့တကြိုးကိုတခါတည်းတပြိုင်တည်းတီးမယ်ပေါ့နော်ဒီ6ကြိုးနဲ့ဒီတကြိုးပေါ့နော်တပြိုင်တည်းတီးပါမယ် ပြီးရခမှာ3ဂျိုးလာပါမယ်ပြီးရခမှာ2ဂျိုးတီးပါမယ်ပြီးရခမှာ1ဂျိုးတီးပါမယ်အဲ့ဒီပုံစံလေးပါအဲ့ဒီပုံစံပေါ့နော်အရင်ဆုံးဒီဆိုလိုလေးကိုနားထဲမှာအရင်စွဲနေအောင်နားထောင်ပေါ့နော်နားထောင်ပြီးမှလိုက်ကြည့်ကြပို့အဆင်ပြေပါတယ်ဒီကမှာ CO သွားမှာပေါ့နော် ရတော့သူပုံမှန်တိုင်းပဲ C တက်ကွက်တိုင်းခိုင်းလိုက်ပေါ့နော် C ရဲ့ base ကျိုးတန်ဖြစ်တဲ့ဒီ၅ကျိုးပေါ့နော်၅ကျိုးနဲ့ဒီ1ကျိုးလွတ်ကျိုးကိုတပြိုင်တည်းတီးပါမယ်ပြီးတဲ့ခါမှာ3ကျိုးလာပါမယ်ပြီးတဲ့ခါမှာ2ကျိုးတီးပါမယ်အဲ့ဒီပုံစံဖြစ်တော့မှာပေါ့နော်เนาะอ่ะสาเปลี่ยนดีไปแล้วมั้ย ရက်ကမာဒီယူတော့ပါမယ်ဒီခော့ပါเนาะဒီခော့မှာသူ့ရဲ့ base ဂျိုးတန်ဖြစ်တဲ့ဒီလေးဂျိုးလှွကျိုးပေါ့เนาะလေးဂျိုးလှွကျိုးနဲ့ဒီတကျိုးကိုရောဒီပါမယ်ဒီကတော့ဒီဘက်ကပုံမှန်အတိုင်းပါเนาะပုံမှန်ဒီအတိုင်းပဲ gain မယ်ဒီရက်ကမာသူ့ရဲ့ base ဂျိုးနဲ့တကျိုးကိုတပြိုင်တည်းတိမယ်ပေါ့เนาะဒီရက်ကမာနှစ်ဂျိုးဒီကမှာဂျီယိုပြန်တော့မှာပေါ့နော်ဂျီယိုပြန်တော့တဲ့ခါကျွန်တော်တို့ကဒီနှစ်ဂျိုးလှူဂျိုးတန်နဲ့ဒီ 6ကျူး3ခွက်မှာဖိထားတဲ့အတန်အဲ့နှစ်တန်နဲ့ယူမှာပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ GU လို့အပြည့်မကိုင်းလိုက်တော့ဘူးခင်ဗျာလက်ခလဲနဲ့ကျွန်တော်တို့ GOD အပေါ်ဆုံး base ကျူး6ကျူး2ကျိုးတည်းကိုပဲကျွန်တော်တို့က3ခွက်မှာဖိလိုက်ရပါတယ်ပြီးတော့ကမှဒီ2ကျူးလူကျိုးတန်နဲ့ရောတီမှာဖြစ်ပါတယ်အဲ့ဒီပုံစံလေးဖြစ်သွားမှာပေါ့နော်ခဏကကျွန်တော် D ပေါ့နော်ဒီကမှ2ကျူးပြီးရင် ဒီ6ကြိုးတစ်ကြိုးတည်းဖြစ်မယ်အဲအဲ့ဒီပုံစံလေးပေါ့နော်ကျွန်တော်အစအနေဖြည်းဖြည်းချင်းပြန်တိပြပါမယ်ဒီတော့ရတာလိမ့်မယ်လို့ယူဆပါတယ်ပေါ့နော်ပြည့်ခါနောက်တစ်ပိုင်းကိုဆက်သွားမယ်နောက်တစ်ပိုင်းကျတော့လေအဲ့ဒီပုံစံအတိုင်းပဲပေါ့နော်အဲ့ဒီနေရာမှာပဲကျွန်တော်တို့အတန်းလေးကြောင်းတော့လာဖြစ်ပါတယ် DOD လို့ခိုင်းလိုက်တယ်ပေါ့နော် ြစ်ခါမှာတကြိုးနဲ့သူက base ကြိုးတန်ဖြစ်တဲ့ဒီလေးကြိုးလှုပ်ကြိုးပေါ့နော်အဲ့ဒါကိုရော့တီးရယ်ပြီးရခါမှာဒီလက်တန်းလေးနဲ့ပေါ့နော်ဒီငါးဘောပို့သွားတယ်အဲ့ဒီပုံနဲ့ပေါ့နော်ပြီးရခါမှာ G G ဒီရခါမှာသူ base ကြိုးတန်6ကြိုးနဲ့တကြိုးကိုရော့တီးတယ်ပေါ့နော် ိပုံစံလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အစအနေဖြည်းချင်းပြန်ပြီးပြောင်းမယ်ပေါ့နော်နောက်တစ်ပိုင်းကျတော့ជីပုံစံအတိုင်းကြိုင်ပါဘောနော်ဒီជីជីပုံစံအတိုင်းပုံမှန်လက်ွက်အတိုင်းကြိုင်မယ်ပြည့်ကမှာတစ်ကျိုးနဲ့သူရဲ့ဘေ့စ်ကျိုးတန်ဖြစ်တဲ့6ကျိုးနဲ့ရောတည်မယ် ီးရခမှာ၃ဂျိုးလွှတ်ဂျိုးတန်လိုက်မယ်ဒီပုံစံတိုင်းမဲ့ဂိုင်းထားပေါ့နော်ဒီပုံစံတိုင်းမဲ့ဂိုင်းထားရင်၃ဂျိုးတွေပဲဖြစ်ရမယ်လို့အဲ့ပုံစံလေးပေါ့နော်အဲ့ဒါအရင်ဆုံးကျွန်တော်တို့ကဒီဂျီပုံစံတိုင်းဂိုင်းမယ်ပြီးခမှာပြီးခမှာ၃ဂျိုးလိုက်မယ်ပြီးခမှာဒီလက်ညိုးနဲ့ဒီတဂျိုးနှစ်ကွက်မှာဖြစ်မယ်ပြီးခမှာ၃ဂျိုးပြန်လိုက်မယ်ဒီကမှာတကြိုးလှကြိုးအကုန်လုံးလှုပ်လိုက်မယ် ပြီးခမှာ၃ချိုးပြန်လိုက်မယ်အဲ့ပုံစံပေါ့နော်အဲ့အဲ့ပုံစံဖြစ်ပါအောင်နော်ပြီးခမှာကျွန်တော်တို့ကဒီနှစ်ချိုးကို၃ခွက်မှာလက်တန်းလေးနဲ့ဖြည့်မယ်ပေါ့နော်ဒီဒီလက်တန်းလေးနဲ့နှစ်ချိုးကို၃ခွက်မှာဖြည့်ပါမယ်ဒီပုံနဲ့ဖြစ်သွားမှာပေါ့နော်။ဟိုက ီးရင်ကနေနှစ်ကျိုးနော်နှစ်ကျိုးလက်တန်းလေးနဲ့ပြပေးမယ်အဲအဲ့ဒီပုံစံလေးကိုခြေထဲမှာ၃ကျိုးအတန်းလေးလိုက်တော့တယ်ပြောပါရစေအာပြီးကမှနောက်တစ်ပိုင်းဆက်သွားမယ်နောက်ပိုင်းဆက်သွားတဲ့အခါမှာကျွန်တော်တို့ကဒီနှစ်ကျိုးလှကျိုးနဲ့၄ကျိုးလှကျိုးကိုတစ်ခါတည်းပြင်ကြံရက်ပြင်မယ်အာအဲ့ဒီပုံစံလေးပေါ့နော် မှာ3ကြိုးနှစ်ကွက်မှာတီးမယ်။ပြီးရင်2ကြိုးတစ်ကွက်မှာတီးမယ်။ပြီးရင် G position အတိုင်းပြန်ကင်မယ်ပေါ့နော်။ G ပုံစံပြန်ကင်မယ်။ဒီကမှာသူ့ရဲ့ base ကြိုးတန်ဖြစ်တဲ့ဒီ6ကြိုးနဲ့2ကြိုး2ကြိုးလွှတ်ကြိုးနော်ဒီ2ကြိုးလွှတ်ကြိုးကိုရောတီးမယ်။အဲအဲ့ဒီပုံစံလေးပေါ့နော်။ကျွန်တော်ပြန်တီးပြပါမယ်။ ဲ့လိုတီးပြီးတဲ့ခါမှာလေကျိုးတွဲလုံးလေးဝင်မှာပေါ့နော်အဲအဲ့ပုံစံလေးပေါ့နော်အဲတွဲလုံးလေးဝင်တာဘယ်လိုလေးလဲဆိုတော့ဒီလိုဒီလိုပုံစံပေါ့နော်အဲအဲ့ဒီခါကျတော့ငါဒီ6ကျိုးနဲ့ဒီ2ကျိုးနဲ့ရောတီးလိုက်တယ်နော်ခုနကပြီးတဲ့ခါမှာကျွန်တော်ကလေကျိုးလာမယ်ပြီးတဲ့ခါမှာ3ကျိုးတီးမယ်ပြီးတဲ့ခါမှာ4ကျိုးပြန်တီးမယ် ဒီတော့မယ်နောက်တစ်ပိုင်းကျတော့ CO သွားမယ် CO2 ရဲ့ base ဂျိုးတန်ဖြစ်တဲ့ဒီ၅ဂျိုးနဲ့ဒီ2ဂျိုးနဲ့ကိုရောတည်မယ်အဲ့လိုရောတည်ပြီးတဲ့အခါမှာကျွန်တော်တို့က12လုံးလေးဖြစ်တဲ့ဒီ3ဂျိုးကိုတည်မယ်3ဂျိုး SC ခိုင်းထားတဲ့အတိုင်းပဲပေါ့နော်3ဂျိုးတည်မယ် ဒီကမှာနှစ်ကျိုးနှစ်ကျိုးဒီမယ်နှစ်ကျိုးကိုခိထားတဲ့ဒီလက်ညှိုးပေါ့နော်အဲ့ဒါကိုလွတ်လိုက်ရပေါ့နော်ဒီကမှာ၃ကျိုးဒီလက်ညှိုးနဲ့၃ကျိုးနှစ်ခွက်ကိုဖိမယ်အဲ့ဒီပုံစံလေးပေါ့နော်ကျိုးကိုဖိပြီးတဲ့ခါမှာ၃ကျိုးကိုပြန်လွတ်မယ်၃ကျိုးပြန်လွတ်ပြီး၃ကျိုးလွတ်ကျိုးဒီမယ် ရှုပ်သွားမှမသိဘူးเนาะကျွန်တော်စာအနေဖြည်းဖြည်းချင်းပြန်ပြောင်းမယ်ဒီပုံစံတီးမယ်ပြက်မှာလက်ညှိုးလွတ်မယ်ပြက်မှာတုံးကျူးနှစ်ကွက်ပြက်ခါမှာတုံးကျူးလွတ်ကျူးအဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒီပုံစံလေးပေါ့နော်ပြက်ခါမှာအဲ့ဒီအတိုင်းလေးပဲကျွန်တော်တို့က ဒီတကျိုးကိုတီးမယ်အဲတကျိုးလှကျိုးပေါ့နော်ဘာမှမဖြစ်ဘူးပြီးကမှ D ကိုသွားမယ် D ကိုသွားပြီးတော့သူ့ရဲ့ base ကျိုးတန်ဖြစ်တဲ့ဒီလေးကျိုးပေါ့နော်လေးကျိုးလှကျိုးနဲ့နှစ်ကျိုးနဲ့ကိုရောတီးမယ်ပြီးကမှတကျိုးတီးမယ်ပြီးကမှ G ကိုပြန်တီးကြပါဦးအဲအဲ့ဒီကောနဲ့အဲ့ဒါဒါလေးပါပဲပေါ့နော် တိယပိုင်းလို့ပြန်ပြပါမယ်ဒါလေးပါပဲပေါ့နော်ကျွန်တော်ရဲ့ YouTube channel လေးမှာလည်းဒီလို guitar lesson လေးတွေကိုအများအားတင်ပေးတော့မှာဖြစ်လို့ကြောင့်မလို့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်ပေါ့နော်အဲအားလုံးပဲနောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ်